ါရှင်ကျွန်တော်တင်ဆက်ပါဒီနေ့အော်တိုဂါလာ၁၈ရက်နေ့အတွက် People's Bank ရဲ့အနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ဟိုတီရစီဒုံကြီးအစိပ်ပိုင်းတွေမှောင်ခိုပို့သူကိုအမေရိကန်က1240ချလိုက်ပါတယ်ဖောက်တယ်တွေကအင်ဂျင်ဆက်တံကိုကြိုက်လို့ EV ကမထုတ်ဘူးလို့ Lamborghini အသိပေးပါတယ်တည်ဆုံးသွားတဲ့ဝန်ထမ်းစီခွင့်တိုင်စာတောင်းတဲ့လေကြောင်းလိုင်းတောင်းပန်ခဲ့ရပါတယ်ဒီသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါရှင် ယမန်နိုင်ငံအခြေဆိုင်ဟိုတီတဘုံတွေစီဒုံးကြီးအစိပ်ပိုင်းတွေမှောင်ခိုပို့ဆောင်ခဲ့တဲ့တူကိုအမေရိကန်မှာထောင်ဒဏ်140ချမှတ်လိုက်ပါတယ်။အီရန်ရဲ့မဟာမိတ်ဖြစ်တဲ့ဟိုတီတွေကယမန်ရဲ့နိုင်ငံတကာအသိမှတ်ပြုအစိုးရကိုစန့်ကျင်တိုက်ခိုက်ပြီးကျယ်ပြန့်တဲ့နေမျိုးတွေကိုသိမ်းပိုက်ထားတဲ့လက်နက်ကိုင်အင်အားစု ဖြစ်ပါတယ်။အခုထောင်ချောက်ခံလိုက်ရတဲ့အမျိုးသားကတော့အီရန်ကနေဟိုတီတွေစီပေးပို့တဲ့ဒုံးကြီးအစိပ်ပိုင်းတွေကိုငါးဖက်လီပေါ်မှာဖွက်ပြီးမှောင်ခိုပို့ဆောင်ပေးနေကြတာလို့သိရပါတယ်။ အမေရိကန်ဟာအာရပြပင်လယ်ထဲမှာ2024ခုနှစ်ဇန်နဝါရီလတုန်းကဆင်နွှဲခဲ့တဲ့အစစ်စင်ရေးတစ်ခုအတွင်းမှာပါကစ္စတန်နိုင်ငံသားမိုဟမ်မာပါလာဝမ်ကိုဖမ်းမိခဲ့တာဖြစ်ပါတယ်။အဲ့ဒီအစစ်စင်ရေးမှာအမားအယွတို့ကြုံခဲ့ရကအမေရိကန်ရေတပ်ရဲ့အထူးကွန်မတိုနှစ်ယောက်ယင်းနှစ်သေဆုံးခဲ့ရပါတယ်။ပါလာဝမ်ရဲ့လေလုံသားတွေကတော့သူတို့ဟာလက်နက်မောင်းကိုလုပ်ငန်းမှာလှည့်စားအသုံးချခံခဲ့ရတယ်လို့ထွက်ဆိုပွဲရှိကြောင်းအစိုးရရှင်တွေကပြောပါတယ်။ကနအူးစစ်စင်မှုမှာတော့အလေလုံသားအားလုံးက တို့ဟာငါးဖမ်းလေးပေါ်မှာအလွတ်လုံနေတာလို့ပဲသဘောယိုနဲ့အယုံကြည်ထားကြောင်းပြောကြခဲ့ပါတယ်။ဟူတီတွေဟာအမေရိကန်ရဲ့မဟာမိတ်ဖြစ်တဲ့အစ္စရေးကိုဒုံးကျည်တွေနဲ့မကြာခဏတိုက်ခိုက်လေရှိပါတယ်။ဘာလောင်ဝမ်ရဲ့လေပေါ်ကနေသိမ်းဆီးရမိခဲ့တာတွေကတော့အီရန်ရဲ့တိုက်ချင်းပြတ်ဒုံးကျည်အစိတ်ပိုင်းတွေလို့ယုံကြည်ရပါတယ်။အီရန်အစိုးရဟာဟူတီတွေကိုလက်နက်ထောက်ပံ့ပေးနေကြောင်းဆွဆွဲချက်တွေကိုအစင်တစိုက်အငင်းဆိုနေခဲ့ပါတယ်။အခုအမှုကိုလေ့လာကြည့်ရင်တော့အီရန်ဟာအကြမ်းဖက်အဖွဲ့အစည်းတစ်ခုကိုအစစ်အမြင်ဆုံးစစ်လက်နက်စနစ်တွေကို ထောက်ပံ့ပေးနေတယ်ဆိုတာအထင်အရှားအမြင်သာလာကြောင်းဗာဂျီးနီးယားမှာပြုလုပ်ခဲ့တဲ့တရားစီရင်စစ်ဆေးမှုမှာ American Federal အစိုးရရှင်တွေကဆက်ဆဲသွားပါတယ်။အသက်59နှစ်အရွယ်ပါလာဝမ်ဟာအော်တိုဗာလ16ရက်မှာနှစ်ရှည်တောင်းတန်စီရင်ချက်ချမှတ်ခံခဲ့ရတာပါ။သူဟာအကြမ်းဖက်မှုအများအပြားသေးချပျက်စီးနိုင်တဲ့လက်နက်တွေတရားမဝင်သေးယူမှုတွေဆက်ဆဲချက်တွေအတွက်ပြင်မှုထင်ရှားကြောင်းဆုံးဖြတ်ခံခဲ့ရပါတယ်။သူရဲ့လှေလောက်သား၈ယောက်ကတော့လက်နက်မှောင်ကိုကိစ္စကိုဘာမှမသိကြောင်းတရားရုံးမှာထုတ်ဆိုခဲ့ပြီး နေထဲမှာအထုပ်ကြကြီးတွေပါနေတာကိုတွေ့ပေမဲ့ဘာတွေလဲဆိုတာကိုတော့ဘယ်သူမှမသိခဲ့ကြအောင် ပြောပါတယ်။လေလုတ်သားတယောက်ကသူဟာဒီအကြောင်းကိုဆက်ဆုဘူးပေမဲ့ဘာလာဝန်ကအခုအလုပ်ကိုလုပ်ဖို့အစုပ်ပုံမမဲခဲ့ကြအောင်ထွက်ဆိုသွားပါတယ်။တရားရုံးကတော့အဲ့ဒီလေလုတ်သားတွေနဲ့ပတ်သက်လို့အစီရင်ချက်မချသေးပါဘူး။ဘာလာဝန်ဟာအီရန်နဲ့ယီမန်ကြားမောင်ခိုခီးစဲတစ်ခေါက်အတွက်ဒေါ်လာ3000 3000လေးပါလောက်ရရှိတယ်လို့အစိုးရရှင်တွေကစွပ်စွဲခဲ့ပါတယ်။ ဘာလာဝန်ကသူလုပ်နေတဲ့အလုပ်ကထောင်နှခမ်းဝပေါ်လက်လျှောက်နေမှန်းကောင်းကောင်းသဘောပေါက်ထားပြီးဇနီးဖြစ်သူစီပေးပို့တဲ့ message တစ်စောင်မှာသူကိုယ်သူတေလူတို့တတ်မှတ်ထားကြောင်းရေးသားထားခဲ့ပူပါတယ်အမေရိကန်မှာသမ္မတဒေါ်နယ်ထရမ့်တကြောပြန်အာဏာရလာပြီးနှစ်ရက်အကြာမှာပဲဟူသီတွေကိုအကြမ်းဖက်အဖွဲ့အစည်းအဖြစ်တတ်မှတ်ခဲ့ပါတယ်ဟူသီတွေဟာအစ္စရေးနိုင်ငံပိုင်နက်ထဲကိုသာမကပဲယီမန်ကမ်းလွန်ကပင်လယ်အနီးနဲ့အီရန်ပင်လယ်ကွင်းမှာခုံမောင်းနေတဲ့အရက်ဘတ်ကုန်းတင်သင်းမော်တွေကိုဒုံးကျည်တွေနဲ့တိုက်ခိုက်ခဲ့တာကြောင့်လည်း နမည်ဆိုးနဲ့ကြောက်ကြပါရရှင်။ကားကုမ္ပဏီအများပြားကအနာဂတ်မှာလျှက်စစ်စွမ်းအင်တည်တံ့သုံးတဲ့မော်တော်ကား EV ကားတွေကြီးပဲထုတ်လုပ်သွားဖို့စီမံကိန်းတွေရေးဆွဲထားပေမဲ့အီတလီကနမည်ကျော်စူပါကားကုမ္ပဏီ Lamborghini ကတော့အဲ့ဒီလမ်းကြောင်းကိုလိုက်မှာမဟုတ်ကြောင်းပြောပါတယ်။ကမ္ဘာပေါ်မှာအကျော်အကြားဆုံးစူပါကားအမှတ်တံဆိပ်တစ်ခုအဖြစ်ရပ်တည်နေတဲ့ Lamborghini အနေနဲ့နောက်ထပ်အနည်းဆုံး10နှစ်လောက်ကြာတဲ့အထိတော့ရုပ်ကြွင်းလောင်စာသုံးအင်ဂျင်တွေကိုဆွတ်လွတ်အောင်မှာမဟုတ်ဘူးလို့ ဗြိတိန်နိုင်ငံလန်ဒန်မြို့ကရှိုးရုံမှာကုမ္ပဏီအမှုဆောင်ချုပ်စတီဗန်ဝင်းဂန်မန်ကမှတ်ချက်ပေးသွားခဲ့တာပါ EV တွေဟာသဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေတဲ့ကာဗွန်ညဏ်ဓာတ်ငွေ့ထုတ်လွှတ်မှုတွေလုံးဝကင်းမဲ့တာဆက်တံမဆူတာမျိုးအသာချက်တွေရှိပေမဲ့လဘော်ဂနီကတော့ကုမ္ပဏီရဲ့စူပါကားအလုံးကို EV အဖြစ်ပြောင်းလဲသွားဖို့အစီအကူမရှိဘူးလို့ဝင်းဂန်မန်ကဆိုပါတယ်အကြောင်းရင်းကတော့စူပါကားတွေကနေဟိန်းထွက်လာတဲ့အင်ဂျင်ဆက်တံကိုဟုတ်တယ်တွေကအထူးနှစ်သက်သဘောကျနေတာကြောင့်လို့သူကရှင်းပြပါတယ် တံပိုးကြီးစူပါကားတွေထုတ်လို့ရောင်းချတာဖြစ်တဲ့အတွက် Lamborghini မှာလက်ရွေးစင်ဖောက်တဲ့အရေအတွက်လောက်ပဲအနည်းအချင်းနဲ့သာရှိနေတာပါဒါကြောင့်ကုမ္ပဏီဟာဖောက်တဲ့တွေရဲ့လူလားချက်ကိုဦးစားပေးဖို့လိုတယ်လို့သူကပြောပါတယ် Lamborghini ကလက်ရှိထုတ်လုပ်နေတဲ့ကားတွေထဲမှာ EV သီးသန့်လုံးဝမရှိပါဘူးဒါ့အပြင်အနာဂတ်အတွက်ရည်ရွယ်ထားတဲ့ Lancer Model ဟာလက်စစ် Motor နဲ့ Daisy Engine ပေါင်းထားတဲ့ Hybrid အမျိုးအစားဖြစ်မလား EV သီးသန့်ဖြစ်မလားဆိုတော့ကိုကုမ္ပဏီကမစုံးဖြတ်သေးပါဘူး ဝင်းကဲမန်းကကုမ္ပဏီအနေနဲ့ EV နည်းပညာကိုလုံးဝမျက်ခြေပြတ်မခံပြမလဲ။ပောက်ကွဲအားပြင်းထန်တဲ့ရုပ်ကြွင်းလောင်စာအင်ဂျင်တွေဆိုတာကပဲစူပါကားတွေရဲ့ဝိသေသဆိုတဲ့အတွေးကိုတော့မစွန့်ခွာနိုင်ကြောင်းဆိုပါတယ်။လွန်ခဲ့တဲ့နှစ်နှစ်လောက်တုန်းကတော့ Lamborghini ဟာ SUV အမျိုးအစား Urus ရဲ့လက်ဆက်စွမ်းအင်တည်ထန်သော EV model ကိုထုတ်လုပ်ဖို့ပြင်ဆင်နေကြောင်းကြေညာခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီစီမံကိန်းကိုသိပ်မကြသေးခင်မှာကုမ္ပဏီကဖျက်သိမ်းခဲ့ပြီး2035မတိုင်ခင်အထိတော့ ဥရုစရဲ့ EV အမျိုးအစားတွေထွက်လာမှာမဟုတ်ဘူးလို့အတည်ပြုသွားပါတယ်။ Britain နဲ့ဥရောပသမဂ္ဂ EU တို့ဟာ hybrid အမျိုးအစားတွေအပေါင်းဝင်ရုပ်ကျွင်းလောင်စာအင်ဂျင်သုံးကားအလုံးကို2035ခုနှစ်ကစလို့အသုံးပြုခွင့်ပိတ်ပင်ဖို့အစီအစဉ်ထားပါတယ်။ဒါပေမဲ့တနည်းကိုကားအစီးရဲ့2500လောက်သာထုတ်လုပ်တဲ့ကုမ္ပဏီတွေကတော့အဲ့ဒီပိတ်ပင်မှုကနေကင်းလွတ်ခွင့်ရကြမှာပါ။ Lamborghini ရဲ့အနှစ်ဆင်ထုတ်လုပ်မှုအရေးအတွက်ဟာကားအစီးရဲ800ဝန်းကျင်သာဖြစ်တာကြောင့်အဲ့ဒီကင်းလွတ်ခွင့်နဲ့အကျုံးဝင်မှာဖြစ်ပါရဲ့ရှင်။ တည်ဆုံးခဲ့တဲ့ဝန်ထမ်းစီကနေခွင့်တိုင်မှုဆောင်ရွက်စာတမ်းတွေလမ်းတောင်းခဲ့တဲ့ထိုင်းဝမ်ခီးတဲ့တင်လေကြောင်းလိုင်းတစ်ခုကအဲ့ဒီအမောအထွတ်ပြန်တောင်းပန်ခဲ့ရပါတယ်။ Eva လေကြောင်းလိုင်းရဲ့အသက်34နှစ်ရွယ်လေရမဲတူဟာအလောက်ခွင့်မှာနေထိုင်မကောင်းဖြစ်လာရကအစေးရုံတက်ခဲ့ရပြီးအခုလာစမ်းပိုင်းမှာကွယ်လွန်ခဲ့ပါတယ်။မီဒီယာတွေကစွန်လို့သာမျိုးရိုးနာမည်ဖော်ပြခဲ့တဲ့အမျိုးသမီးဟာမတန်တဆအလောက်ထံပြီးရကအသက်ဆုံးရှုံးခဲ့ရတာဖြစ်နိုင်ကြောင်းထင်ကြေးတွေပြန့်နှံ့နေပြီးအဲ့ဒီကိစ္စပေါ်လူလူကြောင်းမှဝေဖန်မှုတွေရှိခဲ့ပါတယ်။ ဒီလိုထိလွယ်ရှလွယ်အခြေအနေမျိုးမှာမောက်လေချောင်းလိုင်းကအစွန်ရဲ့ဖုန်းတွေကိုသူခွင့်ယူခဲ့တဲ့ကာလတုန်းကအစေးရုံတက်ခဲ့တယ်ဆိုတာမှန်ကန်ကြောင်းစာရွက်စာတမ်းအထောက်အထားတွေတင်ပြဖို့ message ပို့ခဲ့တာဖြစ်ပါတယ်အဲ့ဒီ message ကအစွန်ကွဲလွန်ပြီးရပ်ပိုင်းအကြောင်မှရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ဒါဟာလေကြောင်းလိုင်းရဲ့လူအရင်းမြစ်စီမံခန့်ခွဲရေးဌာနကစီစစ်မှုအားနည်းချက်ကြောင့်ကြုံခဲ့ရတဲ့အမှားအယွင်းလို့အယုံကြည်ရပါတယ်။ဒါပေမဲ့ငခုကလေးကလူတွေစိတ်ဝင်စားနေတဲ့ပြဿနာတစ်ခုကိုမှအခုလိုမျိုးတေးသူစီကဆော်ရဲစာတန်းလှမ်းတောင်းတဲ့အထိ ထပ်ပြီးလွဲခဲ့တဲ့အခါမှာတော့ကိစ္စတွေကပိုပြီးရှုပ်ထွေးကုန်ပါတယ်။အခုခါမှာတော့လေကြောင်းလိုင်းကအစွန်သေးဆုံးမှုအတွက်အထူးဝန်နဲ့ကြေကွဲချောင်းနဲ့စာရွက်စာတမ်းလှမ်းတောင်းတဲ့အမှားအတွက်တောင်းပန်ကြောင်းကြေညာချက်ထုတ်ခဲ့ရပါတယ်။ပြီးတော့ဆွန်ရဲ့မိသားစုကလည်းအချိန်နဲ့တပြင်းချင်းဆက်သွယ်ပြီးလိုအပ်တဲ့အကူအညီတွေကမ်းလှမ်းထားတယ်လို့အီဗာလေကြောင်းလိုင်းကပြောပါတယ်။ဝဒန်းတွေနဲ့ခရီးသည်တွေရဲ့လုံခြုံရေးနဲ့ကျန်းမာရေးဟာလေကြောင်းလိုင်းအတွက်အမြဲဥစားပေးအဆင့်သတ်မှတ်ထားတဲ့ကိစ္စလို့လည်းထုတ်ပြန်ချက်မှဖော်ပြထားခဲ့ပါတယ်။ အခုအခါထိုင်းဝမ်အနာပေါင်းတွေနဲ့လေချောင်းလိုင်းပူးပေါင်းပြီးဆုံးမကွဲလို့ခဲ့နာမကျန်းဖြစ်နေတော့ကလိုအပ်တဲ့ကျန်းမာရေးအထောက်ပံ့တွေနဲ့ခန်းစား권တွေရရှိခဲ့ရလားဆိုတော့ကိုပြန်လဲစစ်စစ်အစုံစမ်းနေပါတယ်။ဆုံဟာစပရင်မာလာ24ရက်နေ့တုန်းကအီတလီနိုင်ငံမီလန်မြို့ကနေလေချောင်းလိုင်းဌာနချုပ်တရှိရာတိုင်ယွန်မြို့စီဦးတည်ပြန်တဲ့ခရီးစဉ်တော်တွင်နာမကျန်းဖြစ်ပွားခဲ့တာပါ။သူဟာတိုင်ယွန်လေစိတ်ကိုရရောက်ခြင်းစေးုံတက်ခဲ့ရပြီးအော်တိုဘာ၈ရက်နေ့မှာကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ ူတေဆုံးပြီးနောက်ပိုင်းမှာလေကြောင်းလိုင်းကစက်တင်ဘာလတုန်းကဆေးရုံတက်နေခြင်းခွင့်ယူထားတဲ့ကိစ္စစာရွက်စာတမ်းတွေတင်ပြဖို့ message လမ်းပို့ခဲ့တာလို့မိသားစုကပြောပါတယ်။ဇွန်နဲ့တူအဲ့ဒီလေကြောင်းလိုင်းမှာအလုပ်လုပ်ကင်ခဲ့တဲ့လုပ်ပေါ်ကင်ဘတ်တချို့ကအဲ့ဒီအမျိုးသမီးဟာနေထိုင်မကောင်းဖြစ်နေချိန်မှာတောင်ခွင့်ယူလို့မရခဲ့ပဲအလုပ်ဆက်လုပ်ဖို့ဖိအားပေးခိုင်းစေခံခဲ့ရကြောင်းပြောကြားခဲ့တဲ့နောက်ဒူတေဆုံးမှုကိုထိုင်ဝမ်မှာစိတ်ဝင်စားမှုတွေမြင့်တက်လာခဲ့တာပါ။မှတ်တမ်းတွေအရတော့ဆွန်ဟာလွန်ခဲ့တဲ့6လအတွင်းပြည်မြတလကိုလင်းရင်ပေါ်လိုက်ပါချင်း 85နာရီဝန်းကျင်ရှိခဲ့ပြီးဒါဟာတပ်မတ်စံနှုန်းတွေနဲ့ကန့်ညီတယ်လို့သိရပါပါရှင်။ People's Spin ရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားကြတာဖြစ်ပါရှင်။